။ဒီမြန်ဖလက်တက်ကပါဗျာဖလက်မျိုးယူသိမ်းပြီးတော့အောင်ဝဲခံနေတာပါဗျာ။ဂျာမီ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 ဒီစက်ကားဆောက်လုံးဝချောင်းပိတ်လိုက်တယ်ပေါ့နော်။ချင်းပြည်မှာကြံရှိနေသေးတဲ့ အခုဆိုရင်ဟာခါရဲ့ထန်တလန်ရဲ့တိတိမြေပဲကျန်တော့တာ哦အဲ့လိုကျန်ရှိနေသေးတဲ့နေရာတွေအကုန်လုံးကိုလုံးဝကြောင်ပိတ်လိုက်နေတဲ့အနေထားရှိသွားပြီပေါ့နော်အဲ့ဒါတပိုင်းပေါ့ပြီးတော့ဖလမ်ကိုသိလိုက်နေတဲ့အတွက်ကြောင့်ဒါကအင်မတမခက်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 သိရတာဖြစ်တယ်ငားလာကြောကြတယ်ဒီကြောင့်တက်ခတ်မှအချိန်တွေထုံကြောတယ်ချီရင်ဆိုရင်နှစ်ချောက်ရှိကူမှာပဲသူတို့ကျန်ချီထားတဲ့တန်ရင်းတွေကအယောက်နှစ်ယောက်ဝန်းကျင်ရှိတယ်ပေါ့နော်ဒီကြောင့်လည်းချိန်ချင်းလာဖြစ်တယ်ပေါ့နော် ဆိုတော့ခက်ခက်ခဲခဲနေကိုပြီးတော့မှထူးခြားတာကဒီကဲဟို NUG PDF တွေတော့မပါဘူးပြောရတယ်ကျွန်တော်တို့ LPDF ဒီပြီးတော့မှညီတော်နေနေပဲပေါင်းမိမှာပဲပေါ့နော်ဒီလိုမျိုးတကယ်အခြေချစခန်းတွေကဂျာနဲ့ချီနဲ့စစ်ကူတွေပို့လာတာကတန်တန်ခိုင်မိမှာပေါ့နော်တောက်ချောင်းကျူစာပန်းစားသိရုံနိုင်ခဲ့တာပေါ့ဒီချင်းချင်းတော်တော်ကတော့စိတ်တက်ခွန်အားအရာမိမိကူမိမိယုံကြည်မှုအရာဟိုမဖြစ်နိုင်တဲ့ဟာတစ်ခုကိုဆွဲဆောင်ပြနိုင်တဲ့သဘောမျိုးပဲဖြစ်ပါတယ်စိတ်တက်ပန်းစားရ

ြင်းလဲလို့ပြောထားပြီးတော့ချိန်ထားတယ်မင်းတို့အပီစီချိန်ထားတယ်နော်ဒီမှာတွန်းဆန်ဆိုလဲတင်းပြီးသွားပြီဆိုတော့ဖလန်ညာတို့အတွက်တည်တည်လဲရှိရောနောက်ကိုနှက်ခါတဲ့ပုံစံဖြစ်သွားပြီပုံမှာဟာခထန်တလန်ဆိုလဲ ဖလန်လို့ပြောတော့ဆိုတော့အောက်ဖက်မှာမတူပြီးအပေါ်ဖက်မှာဖလန်ဆိုတော့လေဟာခါထန်တန်လုံးဝအညက်ခါနဲ့ပေါ့လေထပ်ပေါက်မရှိတဲ့ခြေနေမျိုးဖြစ်သွားပြီပေါ့ဟိုစစ်ကူပူပူအရန်ခက်ခဲသွားတဲ့ခြေနေမျိုးဖြစ်သွားတာပေါ့ဆိုတော့အဲ့လိုမျိုးခြေနေတော့ရှိတယ်ဒါကြောင့်ဖလန်ကဟိုတလောက်တော်တော်လေးချင်းပြီမြောက်ပိုင်းငါးမျိုးနဲ့လုံးတော်တော်လေးမဟာပြူဟာကြတဲ့နေရာဖြစ်ပါတယ်ဖလန်တမျိုးလုံးရဲ့အမြင့်ဆုံးနေရာဖြစ်တဲ့ကပားပေါ်ကိုုံထိတ်မှာပဲနေရာယူထားတာကိုရဲစခန်းနေပါတယ်ညာရဲတွေတက်ရတာကတော့စစ် သားတွေကိုတိုက်ရတယ်မတူဘူးပေါ့နော်ဒီမတူပီမျိုးသိမ့်တဲ့ပွဲပြီးကလေးကဒီမင်တတ်တို့ဖလန်နိုဆိုလဲအသေးချာပန်ကာတွေချင်းကရူချင်းတွေတူအသေးချာပြင်ဆင်ထားတယ်ဆိုတော့အခုနောက်ပြောတဲ့ ဒီ EROG တွေမှာပါတာလည်းနဲ့ခဲရခက်ခဲ chain of command နေပြီးတော့မှတိုက်ရိုက်ခိုက်ကြီးဒီကြီးပြစ်တာကြီးစနစ်ချွေတာမဲ့နေရာအစားပေါ့နော်ထောက်ပို့လောက်တာချိတ်ဆက်မလုပ်တာတွေအစားအဲ့ဒါတွေအစားအကုန်လုံးပေါ့လေချိတ်ဆက်ခက်ခဲလေးတွေရှိတာပေါ့အတွေ့အကြုံမရှိသေးတာပေါ့လေအဲ့လိုမျိုးတွေလည်းပါလို့ပါပြီးတော့မှစစ်ကောင်စီကလည်းဒါနေပေါင်း60 80ကျော်စနစ်တကျလေ့ကျင့်လာတယ်ပေါ့လေတကောကျွန်တော်တို့ကသိန်းတော့မဲ့ဆက်ဆက်မှာခုနလိုပဲလေးချောင်းတိုက်ခိုက်မှုတောက်လျှောက်လာ husky နဲ့လူတွေချဘယ်လိုမနာတာအသေးအတန်း ခုခံတယ်ဆိုတော့ဒါကတကယ်တကယ်ဘယ်လိုပြောမလဲ conventional war ပေါ့တကယ်နိုင်ငံနဲ့နိုင်ငံထိုးစစ်ဆင်ရတဲ့စစ်ပွဲလိုမျိုးကြီးကိုကျွန်တော်တို့ကနိုင်ငံစစ်တပ်နဲ့တုံ့ကြဖွဲ့တဲ့ရင်ဆိုင်ရတယ်လို့ဖြစ်တာဘူးအဲ့လိုဆိုတော့ကိုယ့်လက်ထက်ရောက်ခါလေးမှာလွတ်သွားတာလေးဒီချွတ်ချော်သွားတာပေါ့ကျွန်တော်တို့ပြောနေတယ်လို့ပဲကျွန်တော်တို့ကအရင်ကတည်းကပဲဖလမ်ကိုနိုဝင်ဘာမှာစတယ်ပေါ့နော်နိုဝင်ဘာစတော့ညလည်းပဲကျွန်တော်တို့က ဒီဇင်ဘာမှာတင်ကုန်နိုဝင်ဘာလကမှတင်ကုန်ရခိုင်နီအာရခိုင်နီနီလီတော့ဟိုလိုဖြစ်သွားလို့ဒီဇင်ဘာရောက်တယ်အာရခိုင်နီနီလီမှာဟိုဖြစ်သွားလို့နောက်ဆုံး channel favorite ကလည်းအာရခိုင်နီနီလီမှာဟိုလိုဖြစ်သွားလို့ဆိုတော့ကျွန်တော်တို့ချင်းချင်းပြောရတာဟာ ရခဏီဆိုတာမကြားချင်တော့ဘူးလို့မရခဏီပဲကြားချင်တော့တယ်လို့တောက်လျှောက်မှာကခက်ခက်ခဲခဲကိုတက်ယူခဲ့တဲ့အတွက်ကြောင့်သူတို့မှလည်းစနိုက်ပါအကောင်းကောင်းတွေရှိတယ်လီချောင်းကလည်းတကယ်ကွန်မန်ဒိုလူပဲဟိုလီချောင်းနဲ့ MI စနေမချင်းနဲ့လူတွေခြားတယ်လူတွေခြားတယ်ခြားပြီးမှသက်ဆိုတော့ဥပမာကျွန်တော်တို့မှလည်းနဲ့ခင်ရပြင်ဆင်မှုမှာကလည်းတကယ် ERO ကြီးတွေလို့ပေါ့နော်လီချောင်းတကယ်ထောက်နိုင်တဲ့ 0.5D လက်နက်ကြီး AR တွေပါတဲ့ညတွေမှာဟိုတိကမှုကျွန်းကျင်တဲ့အပိုင်းတွေမှာပေါ့ကောမဟန်တာထိုင်ခဲ့တာပေါ့ဥပမာဆိုဆို 0.5D လိုမျိုး တခြား W89 လိုမျိုးပေါ့နော်ဟို CPU လိုမျိုး anti aircraft ရှိရင်တော့ ASK ဒီ MI17 နေလုံးဝလူမဖြစ်တင်နိုင်ဘူးဆိုတော့ကျွန်တော်အစောကြီးကတည်းကသိနိုင်ပါပေါ့ညပြင်တိုက်ဖွဲ့ခက်ခဲတွေများစွာကိုကြောဖြတ်ပြီးမှပဲသိယူနိုင်ခဲ့တာပါလုံးတန်းကုန်တယ်ခရစ်စတာလောက်စီဆက်ဆော့ဘော ချင်းညီတော်ပေါ့နော်ညီတော်ကဟိုမှာမင်းတက်ဆိုရင်ကျွန်တော်စိတ်ကူနှစ်ချိန်ပေးရတယ်ပထမတစ်ချိန်မှာကျွန်တော်မင်းတက်မျိုးတင်းလိုက်ပြီပေါ့နော်မျိုးတင်းတိတ်ခွဲ PB ဆိုတဲ့ချက်ချင်းကျွန်တော်စူပါမချက်ချင်းလို့ပြီးမှဖလက်မစိတ်ကူထွက်လိုက်တယ်အဲ့ဒီစိတ်ကူနဲ့ဖလက်မဆက်ထိန်းထားနိုင်တယ်ထိန်းထားနိုင်တော့အပိဒတ်တိတ်ခွဲအတွက်ဆိုမှနောက်တစ်ချိန်ပြန်စူဖက်ဖို့လို့ပြီးမှနောက်တစ်ချိန်မင်းတက်ကနဲ့အဲ့လိုစိတ်ကူပြန်ထွက်ရတယ်တခြားညီတော်တွေလည်းအကုန်လုံးညီတော်တွေကလည်းပေါ့နော်စိတ်ကူပြန်ထွက်ချိန်မှာအသေးချာစူဖက်မှုတွေလို့အသေးချာပြင်ဆင်မှုတွေပြန်လုပ်ပြီးမှဒီဒီချိန်ကျတော့အကုန်လုံးပြန်ဝင်လုံးကြတာပေါ့ ဒီဧပြီလမှာဆိုတော့ဧပြီ6ရက်နေ့မှာအကုန်လုံးအစားဆုံးဟိုဧပြီပထမမလာအကုန်မှာပဲအကုန်လုံးရောက်သွားတယ်စုဖွဲ့မှုတွေပြင်ဆင်မှုတွေအကုန်လုံးပြန်လုပ်ပြီးမှာ ဒီ April 6ရက်နေ့မှာဝင်လုံးတာပေါ့ April 9ရက်နေ့မှာပဲအဆောဆုံး April 9ရက်နေ့မနေ့မှာကျွန်တော်အကုန်လုံးရသွားတယ်သူတို့လည်းတော်တော်လေးပြင်ပန်းကြပြီလေသူတို့ငါသူတို့လည်း၅လ6လလုံးလုံးဘာသာတပိတ်ဆို့တက်ခိုက်ခံရတာဟုတ်စားဖို့တော့ဖို့လည်းဘာမှမရှိတော့ဆိုတော့စံနေရအစဟိုခောက်ဆွဲရိယာအစစားရိယာအစအကုန်လုံးကလင်းပေါ်ချပြီးတော့လည်းစားရတာဟုတ်လင်းပေါ်ချပြီးတော့လည်းရှင်သန်ရတယ်မိသားစုတွေအစအကုန်လုံးအခက်အခဲတွေရှိတာပေါ့ဆိုတော့အဲ့ဒါမျိုးဒီကျွန်တော်တို့ရဲ့နောက်ဆုံးစုဖက်မှုနဲ့နောက်ဆုံးတစ်ချိန်ပေါ့လေအားထုတ်မှုပါ အဲ့ဒီမှာပဲသူတို့ပြူသွားတာပေါ့မလုတ်ချင်တော့စိတ်နာတယ်စားနာရေးကလာချပြီးပါမင်းတို့တွေ့နေငါလီရင်အဆုံးရှုံးခံနိုင်ဦးတယ်ငါငါလီရင်တခုခုဖြစ်တာနဲ့မင်းတို့ဖြစ်တာဘာမှမဖြစ်ဘူးတဲ့ငါလီရင်တခုခုမဖြစ်နိုင်ဘူးပဲတဲ့ဘာမှမလုပ်ပေးနိုင်ဘူးကအဲ့ဆိုဘာလုပ်တော့မှာကျွန်တော်မှာဘာလုပ်เสียမှရှိတော့သူတို့ပြန်တိုက်ဖို့ပဲရှိတော့ စစ်တုံးပန်းနေရတော့ကျွန်တော်တို့နောက်ဆုံးအဲ့လိုမျိုးပထမကိုပဲဒီ150လောက်စစ်တုံးပန်းဖန်တာရှိတယ်။100ကျော်လောက်စစ်တုံးပန်းဖန်တာရှိတယ်။နောက်တခါလို့30လောက်ရဲ့အခုလက်ရှိ80ကျော်လောက်ပြန်ဖန်တာလဲဆိုတော့အာကျွန်တော်ဒီ150လောက်တော့စစ်တုံးပန်းနေရှိတော့မယ်ခင်ဗျ။ကျွန်တော်ဒီတော့ အာသူတို့တတရင်မှုတွေလောက်ပဲအများဆုံးပါမယ်ထင်တယ်။တတရင်မှုတွေပေါ့နော်အမြင့်ဆုံးကတော့တတရင်မှုတွေပဲပါမယ်ထင်တယ်။ပြီးတော့မှဒီဖလမ်တော်မှာတတရင်မှုတိုက်ပွဲချသွားလို့ဒါနည်းနည်းဖျူဖျဲဖြစ်သွားပြီးမှဆုတ်သွားကြတာပေါ့။ဧပြီလဆက်မှာတိုက်ပွဲချသွားတာပါခဏ။အဲ့ဒါကြောင့်လည်းကျွန်တော်တိုက်ပွဲသိမ်းရတာလည်းကိုသွားစီတာပေါ့။ဟူးတကွာကမှလွန်တာချေပေါ့။ မမင်းတက်မှာတော့သူတို့အရခရဲပေါ်ဒီအဲ့လိုမျိုးပါပါကိုတိုင်ကိုကြပါပေါ်မှာလေဖလတ်မှာတော့ဒီလက်နဲ့ခရဲနေနဲ့စီကြီးအကြံဉာဏ်နေပဲအဲ့လိုမျိုးပြတာမျိုးပါခင်ဗျအေးရခန့်ကန်နာတရားရခိုင်တော့ရေးပါတယ်လို့ကျွန်တော်မြင်နေပေါ့နော်အေးမဟုတ်တဲ့ဆိုတာဆိုခုနလိုမျိုးပေါ့နော်96 soldier လို့ပေါ့နော် YDF တို့တခြားဖွဲ့တွေစကိုင်းဖွဲ့တွေအများကြီးပါပါတယ်အဲ့ဒီတခြားဟိုမှာ YPDF YA ပေါ့နော်စသဖြင့်ပေါ့နော် အဲ့လိုမျိုးတခြားမဟာမိတ်တည်းရခန်းကဏ္ဍလည်းတရားရခိုင်နှုန်းအရေးပါပါလေကျွန်တော်ညီနောင်လေးရဲ့စူးစမ်းအထောက်အကူလည်းတရားခိုင်နှုန်းအရေးပါတယ်လို့ပြောလို့ရပါတယ်ခင်ဗျာ ခက်ခက်ခက်ခဲအကြဆုံးများစွာနဲ့လိုပဲပြောပြစေဘောတော့အဲဒီကဘလိုတိကျဆိုတဲ့လေဆိုတော့ကြာဆုံးရဲ့ပုံကတော့ခုနလိုမျိုးကျွန်တော်တို့ရဲ့ဒီမဟာမိတ်ဒီဆိုရင်16ဖွဲ့လောက်တောင်ပါတယ်ဗောနော်ဒီဖလက်မျိုးတိမ်းပါမကြာဆုံးတဲ့ဖွဲ့မရှိဘူးလို့ပြောရတော့အောင်ဘယ်တောက်လျှောက်ပေါ့နော်ညောင်ငါချင်းညောင်ငါကောမဟာမိတ်ဒီကရောတောက်လျှောက်အလိုပြောတိကျကြာဆုံးတော့တော်တော်ရှိပါတယ်တကယ်လို့လည်းအများကြီးရှိပါတယ်အဲ့ဒါနဲ့ပဲအလို 6လောက်လောက်တောင်ကြားတယ်ဆိုလို့လည်းနော်ဒီကြောင့်တက်ခိုင်းမလဲအချင်းတထုံကျော်ဖြစ်တဲ့ဆိုတော့အဲ့ဒီကြားတရပဲအဲ့လိုမျိုးရယူနိုင်ခဲ့တာပေါ့နော်ကြားဆုံးတော့ရှိပါတယ်ပေါ့များပါတယ်ပေါ့နော်သူထိုက်တန်တဲ့ပေးဆက်မှုတစ်ခုလိုပဲပြောရမှာပါခင်ဗျာဒင်းတာခဲခဲဆိုတော့ဒီ flan ဖြစ်နေတယ်ဟောအရင်ဆုံးကျွန်တော်နီနောင်နေတိုက်တဲ့ပထမပတ်ဆိုချင်းတွေးပေါ့နော်ချင်းတွေးဆိုရင်တော့အများဆုံးပဲချင်းတွေးကတော့တကယ်ကြားဆုံးမှုကထိခိုက်မှုကခက်လက်နဲ့ခေယံကုန်တာကိုဟိုပြီးတော့မှအပြန်အလှန်ဖြစ်တာကိုအဲ့လိုမျိုး အဲတော်တော်ကြာဆုံးပဲကြာဆုံးနဲ့ခက်ခဲဆုံးနဲ့တကယ်မနာရမ်းပေါ့နော်အဲ့လိုမျိုးပဲကျင်တွေးရတော့ခက်ခဲဆုံးဖြစ်မယ်အဲ့ဒါပြီးတော့မှမတူဘီတို့မင်းတက်တို့ကကြာတော့မင်းတက်တို့လည်းခက်ခဲတော့နားလည်းပဲကျွန်တော်တို့ကလုံးဝစိတ်ကောင်းစီကိုစိတ်တက်ရိုက်ချိုးနိုင်တဲ့ခြေရှိတယ်ဒါကြောင့်ဥပမာရေစခန်းလိုမျိုးအယောက်160ကျော်ရှိတာလည်းပဲလက်နဲ့ချလာတာပဲအဲအဲ့လိုမျိုးအယောက်200ကျော်ရှိတဲ့ခလာရတဲ့ခွန်လေးလည်းလက်နဲ့ချသွားတာပဲထွက်ပြေးကြတာပဲပေါ့နော်အဲ့လိုမျိုးပေါ့လေဆိုတော့နောက်ဆုံးကျတော့တကယ်သွေးချောင်းစီးလို့ချီမလုပ်ပါဘဲနဲ့တိတ်လိုက်နိုင်တယ်ပေါ့နော်သူတို့စိတ်တက်တီချိုးပြက်ကုန်တာအောင် စိတ်ကူလည်းလုံးဝမလာနိုင်တော့ဘူးလေချောင်းဘလော့ကူလာကျွန်တော်တူပီးတူပီးတူပီးတူတာပေါ့လေအဲ့လိုဆိုတော့အဲတာရီအကုန်လုံးကတော့အရခတ်တော်ပါတယ်ဆိုတော့လေတောက်လျှောက်ပရက်ရှာပေးနိုင်တယ်ဥဆောင်မကောင်းတဲ့သွားနိုင်တယ်ပေါ့နော်ဒီဖလန်လိုမျိုးကြတော့ဟိုချင်းချင်းတောင်နေနဲ့တခြားအညာညီတော့အညာအဖွဲတွေပဲစူပေါင်းထားတာလိနစ်တာအဖွဲတွေများတယ်ပြီးတော့မှတချို့အဖွဲတွေကြတော့ဒီအမိန်နာခံဖို့ အဲဒီတိုက်ရိုက်ခိုက်ရိုက်ပိုင်းမှာလည်းလိုအပ်သေးတာဟာလည်းရှိတယ်ဆိုတော့ကျွန်တော်တို့ဘာတဲ့မိမောက်မတည့်တဲ့ပိုင်းလေးတွေရှိခဲ့တာတွေပေါ့နော်မကျွန်းချင်တာတွေပေါ့လေမကင်တွေ့တာတိရတွေများတော့ဟိုနည်းနည်းချန်ချာသွားတဲ့ပိုင်းတွေပေါ့အဲ့ဒါကိုစိတ်ကောင်းစေလဲတကယ်အခွင့်ကောင်းယူပြီးပါဘူးတောက်လျှောက်အင်းကလေးထပ်ဖြည့်ထပ်ဖြည့်တာပေါ့လေဆိုတော့အပြင်းတန်ဆုံးကတော့ကျွန်တော်ထင်ဂျင်တွေးဖြစ်မှာတယ်ဂျင်တွေးပြီးရင်တော့အဒီဖလန်ဖြစ်ပါလိမ့်မယ်အဲ့ဒါတော့တော်တော်အပြင်းထန်မှုထိခိုက်မှုချာရှိမှုပေါ့နော်ကုန်ကြမှု ဟိုပြီးတော့မှရေပေါ်ဆုံးရှုံးမှုရစားပေါ့နော်တရားရမှုရစားပေါ့လေအကုန်လုံးအပြစ်တန်ဆုံးမှာတော့အဲ့လိုဖြစ်ပါလိမ့်မယ်အာကျွန်တော်တို့ကညချင်းညောင်နေပြီဆိုရင်တော့ဟွာချမ်းမသေးတယ်အဲတိတိမပေါ့နော်တိတိမကြံသေးတယ်ဆိုတော့အဲတိတိမကိုလည်းကျွန်တော်တို့အခုကလည်းပဲချင်းပြီမြောက်ပိုင်းတော့ဆုံးလိုက်ဆိုပြီးမှပေါ့နော်တောက်လျှောက် ဟိုပြင်ဆင်နေတာစုဆောင်းနေတာရှိတယ်ဆိုတော့အဲ့ဒီဒီ2025ထဲမှာပဲလာမှာပါအဲ့ဒီတီတီမော်လေးပေါ့နော်တီတီပြပြီဆိုတော့ကျွန်တော်တို့ကျင်းတော်၆ဖွဲ့လုံးရဲ့အနေနဲ့လွတ်မြောက်သွားပြီးပြောရမှာပါအဲ့ဒီကလည်းတက်စင်ပေါ့နော်ကျွန်တော်တို့အာဒီဆိုဆိုကျွန်တော်တို့နေတဲ့လက်တွေ့ကျတော့ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့စကိုင်းနဲ့မကွေးပေါ့နော်အဲစကိုင်းမကွေးမှာပဲကျွန်တော်တို့ကုညီထုံရှာတာပါဝင်တာလည်းရှိလာမယ်အဲပြီးတော့လည်းဒီဒီဟာခတန်တလန်ဆိုလည်းကျွန်တော်တို့ဒီ CNA CNF ပေါ့နော် ဘသူနေနဲ့သူမတင်းယူနိုင်သေးတဲ့သူတစ်ခက်ခဲရှိနေတဲ့ဟာကိုကျွန်တော်တို့ဘလို့ပူးပေါင်းနိုင်မလဲဆိုတာမျိုးတွေကိုကျွန်တော်တို့ရှင်းချင်အဲ့လိုမျိုးပေါ့နော်စကားပြောတိုင်ပင်ဆွေးနွေးပြီးမှအဖြေရှာပြီးမှပေါ့နော်ဘလို့ကျွန်တော်တို့ကတော့ရှင်းပြတပြည်နယ်လုံးလွတ်မြောက်သွားလို့တဲ့ဆန္ဒအပြည့်ဝရှိပါတယ်တနင်္ဂနွေလုံးစီကောင်စီလောက်ကလွန်မြောက်လို့ရဆန္ဒရှိပါတယ်။ဒါပေမဲ့တစ်ဖက်ဖွဲ့စည်းရဲ့ဒေါ်လာရေးသစ္စာဘယ်လောက်ရှိမလဲ၊ဂျီဒူရီဒေါ်လာရေးပေါ်ဘယ်လောက်မျက်နှာမူမလဲဆိုတဲ့ဟာညပဲ တော့ပါပါဘလို့ဆိုတော့ဘလို့ဖြစ်လာမလဲဘလို့ပြုံးပုံချမလဲဆိုတော့လောလောဆယ်တော့ပြောရခက်ပါသေးတယ်ခင်ဗျ